လေးရှားဗီဇာကျထားပြီးသွားဖို့ဆောင်နေတဲ့အလုပ်သမား8000ကျော်ကိုအရင်ဗီဇာဝန်ဆောင်မှုခြေနှုန်းအတိုင်းကောက်ခံသွားဖို့နိုင်ငံသဘောတူလိုက်ပြီးဖြစ်တယ်လို့မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များဖွဲ့ချုပ်ကပြောပါရတယ်။ခင်းနှင်းဖြူစုတည်င်းပြပို့ထားပါရရှင်။လက်ရှိမှာမလေးရှားနိုင်ငံကိုတော်ရောက်အလုပ်လုပ်ကိုင်းမှုမြန်မာလုံသား8000ကျော်နီးပါးကကောလင်းကြထားပြီးဖြစ်တဲ့အတွက်သူတို့တွေကိုအရင်ဗီဇာကြေးနှုန်းထားအတိုင်းကောက်ခံမှုနှစ်နိုင်ငံလုံးကသဘောတူပြီးဖြစ်တယ်လို့မြန်မာပြည်ပအလုပ်ကိုင်းဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကပြောပါရယ်။ဒီလိုတော့ဆရာကောလင်းဗီဇာကြထားတဲ့လုံမှာ8000နဲ့ ်ကြရာ9ယောက်ရှိတယ်အဲ့ဒီကောလိပ်ကကြာတာလေးကသူတို့ထွက်ပေါ်တဲ့ဆင်းနေပေါ့နော်အဲ့ဒီလူတွေအားလုံးကတက်ဒီလူကြီးကဘာကလေးတွေကမလို့ရတော့ပြိမ့်မိနေတော့အဲ့တော့အဲ့ဒီကလေးတွေအားလုံးကို6000နဲ့100နဲ့9ယောက်ကိုသူတို့6ချက်နေပဲလက်ခံပြီးတော့ညီနေကြတော့လက်ခံတယ်အဲ့လက်ခံတယ်ဆိုတော့အဲ့ဒီကလေးတွေအဲ့ဒီကြာပြီးတဲ့လူတွေ6000နဲ့100နဲ့9ယောက်ကို6ချက်နေပဲသွားတယ် ဇန်နဝါရီလ18ရက်နေ့ကစပြီးမလေးရှားဗီဇာကြီးကိုအစမတန်တူမြင်ကောက်ခံတော့မှာဖြစ်လို့မလေးရှားကိုအလုသမားဆေးလို့မှုရက်အကန့်အသတ်မရှိရက်ဆိုင်လိုက်ကြအောင်မြန်မာပြည်ပအလုကံဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကထုတ်ပြန်လိုက်တာပါနောက်ထပ်ထပ်မံအလုသမားဆေးလို့ဖို့ကိုတော့ဗီဇာကြီးနှုန်းနှောက်ကိုညှိနှိုင်းပြီးမှပြန်လည်ခွင့်ပြုတော့မယ်လို့ပြောပါရယ်တရားဝင်လမ်းကြောင်းကိုအကန့်အသတ်ရှိရဆိုင်လိုက်တာဟာရေရှည်မှာတရားမဝင်သွားရောက်မှုတွေပုံများလာနိုင်တဲ့အတွက်နှစ်နိုင်ငံလုံးအကျိုးမရှိတဲ့ကိစ္စဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ညီနိုင်မှုကြတဲ့ကရီးယားလည်းမလွတ်ဘူးဆိုတော့ဒီတိုင်းပဲတင်းခံနေမှာဆိုရင်တော့ဒီတရားဝင်လမ်းကြောင်းကတော့ အများကြီးပွင့်သွားနေတာပေါ့ဒီဘာလို့ဆိုတော့ကိုမဟို visit visa ကိုလည်းသူတို့ကလက်ခံနေဆိုတော့เนาะ visit နဲ့သွားကြိုးကြမှာ overstay ဖြစ်တာတော့ဘာလို့ဒါတွေကတော့ဖြစ်သွားနေတော့အများကြီးဖြစ်သွားနေဟိုးအရင်တော့လည်းမရှိဘူးမြန်မာပြည်ပအလုပ်ကံဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်လက်အောက်မှာပြည်ပအလုပ်ကံအေဂျင်စီပေါင်း240ကျော်ရှိပြီးမလေးရှားကိုပို့တဲ့အေဂျင်စီပေါင်း130နီးပါးလောက်ရှိပါတယ်။မလေးရှားကိုတောက်ရောက်မဲ့အလုပ်သမားဗီဇာကြီးကိုတအူးလျင်အရင်ကအမေရိကန်ဒေါ်လာ6ဒေါ်လာသာကောက်ခံကြရကနေဇန်နဝါရီလ18ရက်နေ့ကစပြီး59ဒေါ်လာပြောင်းလဲကောက်ခံတော့မှဖြစ်ပါတယ်။ မလေးရှားကိုတောင်းအားလုံးကံမဲ့လို့ကတော့အုပ်ကိုဝန်ဆောင်ကအနေနဲ့အေဂျင်စီများကအမေရိကန်ဒေါ်လာ850နဲ့မြန်မာကျပ်ငွေ2သိန်းခွဲကောက်ခံမှုအလို့သမားဝန်ကြီးဌာနကတတ်မှတ်ထားပါတယ်။ကျွန်မခင်းင်းဖြူဆိုပါ။